စပိန်အင်ပါယာလို့ပြောလိုက်ရင်19ရာစုကနေ19ရာစုအထိကမ္ဘာမြေပုံပေါ်မှာကြီးစိုးခဲ့တဲ့အင်ပါယာကြီးတစ်ခုဆိုတာသင်တို့အားလုံးသိကြမှာပါ။အမေရိကတိုက်ကနေအာရှတိုက်အထိဥရောပတိုက်ကနေအာဖရိကတိုက်အထိနေမေတွေအများကြီးကိုပိုင်ဆိုင်ခဲ့တဲ့အင်ပါယာကြီးပါ။နေမဝင်အင်ပါယာလို့တစားခေါ်ပေါ်ကြတဲ့အထိစပိန်အင်ပါယာရဲ့ဩဇာအာဏာကကြီးမားခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုကြီးကျယ်ခမ်းနားတဲ့အင်ပါယာကြီးဟာဘာကြောင့်ရုပ်တရက်ပျက်စီးသွားရတာလဲ။တမိုင်းဆရာတွေကတော့စစ်ရှုံးတာတွေစီးပွားရေးကြက်တီးတွေ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင်းလို့အလွယ်တကူပဲပြောတတ်ကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီထက်ပိုပြီးစဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီအကြောင်းရင်းတွေရဲ့နောက်ွယ်မှာဘယ်သူမှသိကယူမဆိုင်တဲ့ပြောပြကြတဲ့တကယ့်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုတွေ့ရမှာပါ။ Spain Empire စတင်ကြီးကျော်လာမှုက15ရာစုမှာ Christopher Columbus အမေရိကတိုက်ကိုရှာဖွေတွေ့ရှိပြီးနောက်မှာစတင်ခဲ့တာပါ။ Columbus ရဲ့ခီးစဉ်တွေကြောင်း Spain တွေဟာအမေရိကတိုက်မှာရွှေတွေငွေတွေတန်ဆာတာတွေအများအများကိုရရှိခဲ့ပါတယ်။ အဲ့ဒီရွှေငွေတွေကစပိန်နိုင်ငံကိုဥရောပရဲ့အချမ်းသာဆုံးနဲ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရွှေငွေတွေဟာစပိန်အင်ပါယာအတွက်အကောင်းကျိုးထက်စိုးကျိုးကိုပိုပြီးတည်ဆောင်လာခဲ့တယ်ဆိုတာကိုလူတော်များများကမသိကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့အမေရိကတိုက်ကရွှေငွေတွေအမြောက်များစပိန်နိုင်ငံထဲကိုစီးဝင်လာတဲ့အခါငွေကြေးဖောင်းပွားမှုဆိုတဲ့ပြဿနာကြီးတစ်ခုစတင်ဖြစ်ပေါ်လာပါတယ်။ရွှေတွေငွေတွေပေါ်လာတော့ပစ္စည်းစိမ်းနှုန်းတွေကတဖြည်းဖြည်းတက်လာပါတယ်။ရင်းက တစ်ရီရဲ့နဲ့ဝယ်လို့ရတဲ့ပစ္စည်းတစ်ခုကိုအခုနှစ်ရီရဲ့သုံးရီရဲ့ပေးဝယ်ရပါတော့တယ်။တမန်ပြည်သူတွေတက်ကတော့ဒါဟာကြီးမားတဲ့ဒုက္ခပါပဲ။သူတို့ရဲ့လစာကအရင်တိုင်းပဲဒါပေမဲ့စာဝတ်နေရေးစရိတ်တွေကနှစ်ဆသုံးဆတက်လာတော့စာဝတ်နေရေးမလုံလောက်တော့ပါဘူး။စင်ရင်မွေးတွေမှုတွေပိုပြီးများပြားလာပါတယ်။စပိန်နိုင်ငံသားတွေကအရင်ကတက်ပိုပြီးစင်ရလာကြတယ်။စိတ်ဓာတ်တွေကျလာကြတယ်။ဒါနဲ့မကသေးပါဘူးရွှေငွေတွေအလွယ်တကူရလာတော့စပိန်ဘီဂျင်တွေနဲ့အစိုးရရရှိတွေဟာ ပစံကိုစီကားမဲ့တုံးပြုံးလာကြပါလေမလိုအပ်တဲ့စစ်ပွဲတွေမှာငွေတွေကုန်ခံကြတယ်ကန္နာကြီးကျယ်တဲ့နန်းတော်တွေဖျားချောင်းတွေကိုဆောက်လုပ်ဖို့ငွေတွေတုံးကြတယ်အဲ့ဒီတော့စပိန်နိုင်ငံရဲ့စီးပွားရေးဟာတဖြည်းဖြည်းနဲ့အားနေလာပါတယ်ထုတ်လုပ်မှုတွေမလုပ်တော့ဘဲရွှေငွေတွေကိုပဲအားကိုးလာတဲ့စီးပွားရေးစနစ်ဖြစ်လာပါတယ်စပိန်အင်ပါယာရဲ့ပျက်စီးရခြင်းနောက်အကြောင်းရင်းတစ်ခုကတော့မယမနာစစ်ပွဲတွေဆင်နွှဲခဲ့တာပါပဲ16ရာစုနဲ့19ရာစုတွေမှာစပိန်ဟာဥရောပမှာအင်အားအကြီးဆုံးနိုင်ငံဖြစ်ချင်တဲ့ရည်မှန်းချက်နဲ့အဆက်မပြတ်စစ်ပွဲတွေဆင်နွှဲခဲ့ပါတယ် ပြင်သစ်နဲ့အင်္ဂလန်တို့လိုပြိုင်ပတ်နိုင်ငံတွေနဲ့ရောနယ်သာလန်လိုလွတ်လပ်ရေးရယူဖို့ကြိုးစားနေတဲ့နိုင်ငံတွေနဲ့ပါစစ်တိုက်ခဲ့ရပါတယ်။စစ်ပွဲတွေကနိုင်ငံတော်အတွက်ငွေကုန်ကြေးကျများစေတဲ့အပြင်လူအင်အားကိုလည်းအများပြားဆုံးရှုံးစေပါတယ်။စပိန်နိုင်ငံဟာလူဦးရေနေပါတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်စစ်ပွဲတွေကြာရှည်လာတဲ့အခါလူအင်အားမလုံလောက်တဲ့ပြဿနာတွေဖြစ်လာပါတယ်။စစ်သားစုဆောင်မှုခက်ခဲလာတဲ့စစ်တပ်ရဲ့အရေးတွေလည်းတဖြည်းဖြည်းနှိမ့်ကျလာပါတယ်။အထူးသဖြင့်နယ်သာလန်နဲ့ပြပွားခဲ့တဲ့နှစ်ပေါင်း80ကြာစစ်ပွဲဟာစပိန်အင်ပါယာအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ နယ်သာလန်ဟာစပိန်အင်ပါယာရဲ့အချမ်းသာဆုံးနဲ့အရေးပါဆုံးနယ်မြေတစ်ခုဖြစ်ပါတယ်။အဲ့ဒီနယ်မြေကိုထိန်းသိမ်းဖို့အတွက်စပိန်ဟာအင်အားများကြီးတုံးခဲ့ရပါတယ်။နှစ်ပေါင်းများစွာစစ်တိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့နယ်သာလန်ကိုလက်လွတ်လိုက်ရပါတယ်။ဆစ်ရှုံယုံတင်မကပါဘူးစစ်ပွဲတွေကြောင့်စပိန်နိုင်ငံရဲ့စီးပွားရေးလည်းပျက်စီးသွားပါတယ်။စစ်ပွဲအတွက်သုံးစွဲရတဲ့ငွေတွေကမနှဲပါဘူး။အဲ့ဒီငွေတွေကိုစီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင်စပိန်နိုင်ငံဟာတည်ထက်ပိုပြီးချမ်းသာလာနိုင်ပါတယ်။ဒါပေမဲ့စစ်ပွဲတွေကြောင့်အဲ့ဒီအခွင့်အရေးတွေအားလုံးဆုံးရှုံးသွားပါတယ်။ စပိန်အင်ပါယာရဲ့ပျက်စီးရခြင်းနောက်ထပ်အကြောင်းရင်းတစ်ခုကတော့ဘုရင်စနစ်ရဲ့အာဏာချက်တွေပါပဲစပိန်နိုင်ငံဟာအာဏာရှင်ဘုရင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဘုရင်တပါးတဲကနိုင်ငံရဲ့အာဏာအလုံးကိုချုပ်ကင်ထားပါတယ်ဘုရင်ရဲ့ဆုံးဖြတ်ချက်တွေဟာနိုင်ငံရဲ့ကံကြမ္မာကိုတိုက်ရိုက်တက်ရောက်မှုရှိပါတယ်ဒါပေမဲ့စပိန်ဘုရင်တွေအားလုံးဟာနိုင်ငံရေးနဲ့စီးပွားရေးကိုကြွန့်ကျင်ကြတဲ့ပညာရှင်တွေမဟုတ်ကြပါဘူးတချို့ဘုရင်တွေဆိုရင်အကြီးကျယ်မရှိတဲ့မိုင်မဲတဲ့ဘုရင်တွေဖြစ်နေတတ်ပါတယ်အဲ့လိုဘုရင်တွေလက်ထက်မှာဆိုရင်နိုင်ငံရဲ့အုပ်ချုပ်ရေးရန်ရဟာလုံးဝရှုပ်ထွေးသွားတတ်ပါတယ် ဆုံးဖြတ်ချက်တွေမှားယွင်းတတ်တယ်အခရီးလိုက်စားမှုတွေကြီးထွားလာတတ်ပါတယ်ဥပမာအာပြေဖိလစ်ပီးယန်တို့ဘုရင်မျိုးဆိုရင်ဘာသာရေးကိုအရန်ကိုကန်ဆိုင်ပြီးနိုင်ငံရေးကိုတိတ်နာမလဲပါဘူးဘာသာရေးကိုပဲအာယုံဆိုင်ပြီးနိုင်ငံရေးနဲ့စီးပွားရေးကိုလစ်လျူရှုထားပါတယ်အဲ့ဒီလိုဘုရင်မျိုးတွေလက်ထက်မှာစပိန်နိုင်ငံဟာတဖြည်းဖြည်းနဲ့အင်အားနဲ့လာပါတယ်နောက်ပြီးဘုရင်စနစ်ရဲ့နောက်ထပ်အာဏာချက်တစ်ခုကတော့အမွေဆက်ခံမှုပြဿနာပါပဲဘုရင်တပါးပြန်လုံတော်မူသွားရင်သူ့ရဲ့သားတို့မဟုတ်အနီးဆက်ဆုံးဆွေမျိုးကဘုရင်ဖြစ်ဆက်ခံရပါတယ်တခါတလေမှရည်ချင်းမရှိတဲ့လူတွေကဘုရင်ဖြစ်လာတတ်ပါတယ် ဲ့ဒီခါမှာနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာတတ်ပါတယ်။ဘရင်ချင်းချင်းအာဏာလုတာတွေပုံကံမှုတွေဖြစ်လာတတ်ပါတယ်။ Spain Empire ရဲ့ပျက်စီးရခြင်းနောက်ဆုံးအကြောင်းရင်းတစ်ခုကတော့ကိုလိုနီနယ်မြေတွေရဲ့ပုံကံမှုတွေပါပဲ။19ရာစုအစောပိုင်းမှာ Spain Empire ရဲ့ကိုလိုနီနယ်မြေအများစုဟာလွတ်လပ်ရေးအတွက်စတင်ပုံကံလာကြပါတယ်။အမေရိကတိုင်းမှာရှိတဲ့စပိန်ကိုလိုနီတွေတောင်အမေရိကနဲ့မက္ကဆီကိုတို့လိုနယ်မြေတွေဟာစပိန်အုပ်ချုပ်မှုကိုမကန့်ချင်တော့ပါဘူး။အဲ့ဒီကိုလိုနီနယ်မြေတွေကပုံမှန်ရတဲ့အကြောင်းရင်းတွေကတော့အများကြီးပါပဲ စပိန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေစီးပွားရေးအရကောင်းမွန်ဖြတ်ခံရမှုတွေနိုင်ငံရေးအရခွဲခြားဆက်ဆံခံရမှုတွေစတာတွေကြောင့်ကိုလိုနီနယ်မြေတွေကစပိန်အုပ်ချုပ်မှုကိုမကျေနပ်ကြပါဘူး။နောက်ပြီးအမေရိကန်ဒေါ်လာရင်းနဲ့ပြင်သစ်ဒေါ်လာရင်းတို့ရဲ့အောင်မြင်မှုတွေကလည်းကိုလိုနီနယ်မြေတွေကိုလုံဆောင်ပေးခဲ့ပါတယ်။လွတ်လပ်ရေးရယူလို့ရတယ်ဆိုတဲ့အားပေးမှုမျိုးရရှိခဲ့ပါတယ်။စပိန်အင်ပါယာအဲ့ဒီပုံကံမှုတွေကိုအကြမ်းဖက်နိုင်နေဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့အင်အားအလုံးလုံးမရှိတော့ပါဘူး။စစ်ပွဲတွေကြာရှည်လာတဲ့အခါစပိန်နိုင်ငံရဲ့စီးပွားရေးဟာ ပိုပြီးပျက်စီးသွားတယ်နောက်ဆုံးမှာတော့ကိုလိုနီနယ်မြေအားလုံးနှိပါကိုလက်လွတ်လိုက်ရပါတယ်စပိန်အင်ပါယာရဲ့ပျက်စီးရခြင်းအဓိကအကြောင်းရင်းတွေကိုအကြံဉာဏ်ပြောပြပေးပါပြီဒါပေမဲ့တမိုင်းဆောက်အုပ်တွေမှာမဖော်ပြထားတဲ့ဘယ်သူမှတိတ်မပြောပြကြတဲ့အကြောင်းအရာတွေလည်းရှိပါသေးတယ်အဲ့ဒီထဲကအကြောင်းရင်းတစ်ခုကတော့ညာနောက်ပိုင်းဆိုင်ရာတိုးတက်မှုနှစ်ခုချင်းပါပဲ16ရာစုနဲ့19ရာစုတွေဟာဥရောပမှာဉာဏ်ပညာတိုးတက်ထွန်းကားတဲ့ခေတ်ဖြစ်ပါတယ်အဲ့ဒီချိန်မှာအင်္ဂလန်၊ပြင်သစ်၊နယ်သာလန်တို့လိုနိုင်ငံတွေဟာ သိပ္ပံပညာ၊တွေးခေါ်ပညာ၊အလူပညာစတဲ့နယ်ပယ်တွေမှာတိုးတက်မှုတွေအများကြီးရရှိခဲ့ကြပါတယ်။ဒါပေမဲ့စပိန်နိုင်ငံကတော့အဲ့ဒီတိုးတက်မှုတွေမှာနောက်ကျကျန်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စပိန်အစိုးရနဲ့ဘာသာရေးကောင်းဆောင်တွေဟာအတွေးခေါ်တစ်တွေကိုလက်မခံပါဘူး။သိပ္ပံပညာကိုလည်းတန်တရားဝင်ပါတယ်။စာအုပ်တွေ၊စာပေတွေကိုစစ်ဆေးဖြတ်တောက်တာတွေလုပ်တယ်။ဉာဏ်ပညာရှင်တွေကိုဖိနှိပ်တယ်။အဲ့ဒီတော့စပိန်နိုင်ငံမှာလွတ်လပ်စွာတွေးခေါ်ခွင့်လေ့လာသင်ယူခွင့်တွေမရှိတော့ပါဘူး။ ဥပမာအပြည့်စပိန် Inquisition လို့ခေါ်တဲ့ဘာသာရေးခုံရုံးဟာဉာဏ်ပညာရှင်တွေကိုညှဉ်းပန်းနှိပ်စက်တာတွေတပ်ဖြတ်တာတွေလုပ်ပါတယ်။ဂလီလီယိုလိုနမကြီးသိပ္ပံပညာရှင်မျိုးကိုတောင်အယူမသူဖြစ်ဆွဆွဲပြီးအဖြစ်ပေးခဲ့ပါတယ်။အဲ့လိုဖိနှိပ်မှုတွေကြောင့်စပိန်နိုင်ငံမှာဉာဏ်ပညာတိုးတက်မှုတွေရပ်တန့်သွားပါတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စီးပွားရေးမူဝါဒအမှားတွေပါပဲ။စောစောပိုင်းမှာပြောခဲ့သလိုပဲစပိန်ဟာအမေရိကတိုက်ကရွှေငွေတွေကိုပဲအတိအကအားကိုးတဲ့စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပါတယ်။စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းတွေကိုပြီးမဆိုင်ပါဘူး။ ရွှေငွေတွေပေါ်တဲ့အချိန်မှာတော့အဆင်ပြေပေမဲ့ရွှေငွေတွေတဖြည်းဖြည်းနှဲလာတဲ့အခါစီးပွားရေးကချက်ချင်းဒုက္ခရောက်သွားပါတယ်။နောက်ပြီးစပိန်အစိုးရရဲ့စီးပွားရေးမူဝါဒတွေကလည်းခင်မမီတော့ပါဘူး။ကုန်သွယ်ရေးကိုကန့်သတ်တာတွေအကွန်ခါတွေများများကောက်တာတွေလုပ်ပါတယ်။အဲ့ဒီတော့စီးပွားရေးလုပ်ငန်းရှင်တွေအားစပိန်နိုင်ငံမှာရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားတော့ပါဘူး။တခြားနိုင်ငံတွေကိုပြောင်းရွှေ့သွားကြပါတယ်။စပိန်နိုင်ငံရဲ့စီးပွားရေးအားတဖြည်းဖြည်းနဲ့ယိုယွင်းလာပါတယ်။ဥပမာအားဖြင့်စပိန်ဆိုရဟာမာကတ်တီလစ်စင်လို့ခေါ်တဲ့စီးပွားရေးမူဝါဒကိုတင်းတင်းကြပ်ကြပ်ကန့်ဆွဲထားပါတယ်။ မဂဒီလစင်မူဝါဒအရနိုင်ငံတစ်ခုကချမ်းသာခြင်းရင်တင်ပို့ကုန်ကိုတုံ့ပြန်ပြီးတွင်းကုန်ကိုလျှော့ချရပါမယ်။အဲ့ဒီမူဝါဒကတစ်ချိန်တုန်းကအသုံးဝင်ခဲ့ပြီး18ရာစုမှာတော့ခင့်မမီတော့ပါဘူး။တခြားနိုင်ငံတွေကလွတ်လပ်တဲ့ကုန်သင်ရေးကိုပို့ပြီးအားပေးလာကြပါတယ်။စပိန်ကတော့မဂဒီလစင်မူဝါဒကိုပဲဆက်ပြီးကန့်ဆွဲထားတော့တခြားနိုင်ငံတွေနဲ့ရှင်ရင်းစည်းပွားရေးမှာနောက်ကျကျန်နေခဲ့ပါတယ်။နောက်အကြောင်းရင်းတစ်ခုကတော့လူမှုရေးမညီမျှမှုတွေပါပဲ။စပိန်လူ့အဖွဲ့အစည်းဟာအလွန်အစားစားခွဲခြားထားတဲ့လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ ထက်တန်းလွာဖုံးတော်ကြီးလွာတမန်လူတန်းစားဆိုပြီးအလွာသုံးလွာရှိပါတယ်အထက်တန်းလွာနဲ့ဖုံးတော်ကြီးလွာတွေကအခွင့်အရေးတွေအများကြီးရကြပါတယ်အခွင့်ခါကလည်းကင်းလွခွင့်ရတယ်တမန်လူတန်းစားတွေကတော့အခွင့်ခါတွေအားလုံးကိုပေးဆောင်ရတယ်အခွင့်အရေးတွေလည်းတိတ်မရပါဘူးအဲ့ဒီလိုလူမှုရေးမြင့်များမှုတွေကြောင့်တမန်လူတန်းစားတွေကမကျေနပ်မှုတွေအများပြားလာပါတယ်စင်ရဲမွေးတွေမှုတွေပိုပြီးများလာတယ်လူမှုရေးမြင့်တက်မှုတွေဖြစ်လာတယ်အထူးသဖြင့်19ရာစုမှာစပိန်နိုင်ငံဟာစီးပွားရေးကြာဆင်းလာတဲ့အခါလူမှုရေးမြင့်မြတ်မှုတွေကပိုပြီးပြင်းထန်လာပါတယ် ဆင်းရဲသားတွေနဲ့ချမ်းသာသူတွေကြားကကွာဟချက်တွေပို့ပြီးကြီးလာပါတယ်။ကယောဂါတွေနဲ့သဘောဘေးအန္တရာယ်တွေကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။18ရာစုမှာစပိန်နိုင်ငံဟာကယောဂါအကြီးကျယ်၃ချိန်တိုက်ခိုက်ခံခဲ့ရပါတယ်။အဲ့ဒီကယောဂါတွေကြောင်းလူဦးရေအများကြီးတည်ဆုံခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းတွေရပ်တန့်သွားတယ်၊လူမှုဖွဲ့စည်းတွေပျက်စီးသွားတယ်။ နောက်ပြီးသဘာဝဘေးအန္တရာယ်တွေကလည်းစပိန်နိုင်ငံကိုမကြာခဏဒုက္ခပေးခဲ့ပါတယ်။မလင်တွေရေကြီးရံမှုတွေမုန်တိုင်းတွေကြောင့်စီးပွားရေးတွေပျက်စီးတယ်၊လူတွေအိုးအိမ်တွေဖြစ်ကုန်ကြတယ်။စီးပွားရေးတွေထိခိုက်တယ်။အဲ့ဒီဘေးအန္တရာယ်တွေကြောင့်စပိန်နိုင်ငံရဲ့အခြေအနေဟာပုံပြီးဆိုးရွားလာပါတယ်။နောက်ဆုံးအနေနဲ့စပိန်အင်ပါယာရဲ့ပျက်စီးရခြင်းမှာခေါင်းဆောင်မှုအားနည်းခြင်းကလည်းအရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။19ရာစုနဲ့17ရာစုတွေမှာစပိန်နိုင်ငံဟာအကြီးချင်းရှိတဲ့ခေါင်းဆောင်ခေါင်းတွေရှားပါလာပါတယ်။ဘီယူနေကအကြီးချင်းမရှိဘူးအစိုးရရရှိတွေကအဂရိလိုက်စားကြတယ်။ စကောင်းဆောင်တွေကစပွဲတွေမှာညံ့ဖင်းကြတယ်။ခေါင်းဆောင်မှုအားနေတဲ့ဂါနိုင်ငံရဲ့အုပ်ချုပ်ရေးရန်လျာဟာလျော့ရဲလာပါတယ်။သုံးမျက်ချက်တွေမှားယွင်းလာတယ်။မူဝါဒတွေမထီရောက်တော့ဘူး။အဲဒီတော့စပိန်နိုင်ငံဟာပြဿနာတွေကိုကုန်းကုန်းဖြေရှင်းနိုင်တော့ပါဘူး။အင်ပါယာကြီးအားတပိပိနဲ့ဖြည့်ဆည်းသွားပါတယ်။စပိန်အင်ပါယာရဲ့ဖြည့်ဆည်းရခြင်းဟာအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။အကြောင်းရင်းပေါင်းများစွာစုပေါင်းပြီးဖြစ်ပေါ်လာတဲ့ရလဒ်တစ်ခုပါ။စပိန်အင်ပါယာရဲ့ဖြည့်ဆည်းခြင်းကလည်းကျွန်တော်တို့သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်။အင်ပါယာတွေနိုင်ငံတွေဟာဘလောက်ပဲကြီးကြပ်ခမ်းနားပါစေထောက်ရတည်တတ်နိုင်တာမဟုတ်ပါဘူး။ ပြောင်းလဲတွေစိန်ခေါ်မှုတွေကိုရှင်းဆိုင်နိုင်ဖို့အမြဲတမ်းပြင်ဆင်ထားရပါမယ်။ဉာဏ်ပညာတိုးတက်မှုကိုအားပေးရမယ်။လူမှုရေးတရားမျှတမှုကိုတည်ဆောက်ရမယ်။ခေါင်းဆောင်ကောင်းတွေပေါ်ထွက်လာအောင်ပြုစုပျော်ထောင်ရမယ်။အဲ့ဒါမှနိုင်ငံတစ်ခုဟာရေရှည်တည်တက်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခေါက်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။